ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးဟာကျွန်တော်ဆယ်လပိုင်းမှာတွေ့ကြုံလာရမယ်တနင်္ဂနွေသားသမီးတွေရဲ့တလတာကံအဆုပ်ကောင်းလေးကိုတုံးတက်ပေးမယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲတော့ဘေးရင်ယုံကြည်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုယ့်ရဲ့ဆယ်လပိုင်းမှာကံအဆုပ်အကောင်းတွေကိုတရှိချင်နေဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ဆောင်ရဆောင်ရလေးတွေကိုတရှိခွင့်ရပါစေလို့အဲဒီဗီဒီယိုကနေတစ်ဆင့် ြောကြားပေးချင်ပါတယ်ကျွန်တော်တော့အဘမင်းငါရဲ့တပည့်ဆရာဆောင်ရောင်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းကျွန်တော်ဘေးရင်ရတရားရင်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတစ်ယောက်လည်းဖြစ်ပါတယ်တကယ်လို့ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင်ကျွန်တော်အကောက်ကို follow လုပ်ပေးတာချင်းအပြင်နေ့စဉ်ကျွန်တော်ပြောပြပေးနေတဲ့ဘေးရင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကျဲလာပိုင်းကလာတာမှာတွေ့ကြုံလာမယ်တနင်္ဂနွေသားသမီးတွေရဲ့ကံစိုးကောင်းကိုစတင်ပြီးတော့ကျွန်တော်တို့ဟောကြအောင် အဲ့တော့နံပါတ်1အနေနဲ့တွေ့ကြုံလာမဲ့တနင်္ဂနွေသားသမီးတွေရဲ့ကိုယ်ပိုင်လုပ်ငန်းကိစ္စစီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ကိုယ့်ရဲ့အယူဆအသွေးခေါ်တွေလဲမနေတတ်ပါတယ်။စီးပွားရေးမှာကိုထင်ထားတာကတခုတကယ်တမ်းဖြစ်နေတာတခုဒါကြောင့်မလို့စဉ်းစားတွေးခေါ်ထားတဲ့အရာတွေရီမန်ဟိုဟာမျှော်လင့်ထားတဲ့အရာတွေဒီလိုအချိန်မှာဖြစ်လာဖို့အတွက်ခက်ခဲတယ်ဆိုတဲ့အချိန်ဒီအပိုင်းခြားတစ်ခုကိုဖော်ပြထားပါတယ်။ စီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေအရေးတကြီးလိုလာတဲ့အခါငွေကိုလွယ်လွယ်ကူကူနဲ့ရှာဖွေတဲ့အခါမှာဒုက္ခရောက်တတ်ပါတယ်။ဒါကြောင့်မလို့သူများချင်းမှငွေချင်းကားတာမျိုးအဲအလောင်းကစားလောက်တာမျိုးဒါမှမဟုတ်လို့ရှိရင်မျက်မဲ့ချိန်ပြီးတော့ပေါ့နော်။ဟိုအရန်လွယ်ကူတယ်မျက်မဲ့ချိန်ပြီးတော့ပတ်စံပုံဝေါ်ပြီးထဲလိုက်တဲ့အရာမျိုးတွေဟာကိုယ့်အတွက်ဆုံးရှုံးမှုနစ်နာမှုတွေဖြစ်ပေါ်တတ်ပါတယ်။ဒါကြောင့်မလို့ပြောချင်တာကတော့လောဘစိတ်တိတ် ဟိုအများကြီးထားလို့တော့မရဘူးပေါ့နော်လောဘစိတ်အရင်များွားတဲ့ခါကျရင်ကျွန်တော်တို့ဥမာအဲသူများကိုမက်လုံးပေးတာအဖြစ်ဒီကိစ္စမှာငွေထည့်ရင်ဘယ်လောက်မြတ်မဲအာထည့်ရင်တော့ဘယ်လောက်အဆင်ပြေမလဲစသဖြင့်ကိုကယုံကြည်ပြီးတော့သွားထည့်လိုက်မယ်ဆိုလို့ရှိရင်ကိုငွေမြုပ်တာတွေပြန်မပေါ်တာတွေဆုံးရှုံးတာတွေလိမ်ခံထိတာတွေဒီလိုမျိုးတွေတွေ့ကြုံလာရနိုင်ပါတယ်ဒါကြောင့်မလို့လက်ရှိရှိနေတဲ့ကိုအလုပ်ကိုပဲလုပ်ငန်းရဲ့အခြေအနေကအရင်အစိုးရထဲမှာလည်းပြနေတာမဟုတ်အကောင့်ထဲမှာလည်းပြနေတာမဟုတ်ဘူးဒါကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းကိုပဲတည်တည်ချာချာဂရုစိုက်ပြီးတော့ လောက်ဆောင်ပါအလုံးကြီးပါနဲ့အဲဒါကတော့ကျွန်တော်အကြံပေးတာပေါ့နော်နောက်တစ်ခုကတော့တွေ့ကြုံလာမယ့်တနင်္ဂနွေသားသမီးတွေရဲ့ငွေကြေးကိစ္စရည်ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အာဒီလိုအချိန်တွေမျိုးမှာငွေကြေးကိစ္စရည်ပတ်သက်ပြီးတော့ရစရာရှိတဲ့ငွေကြေးတွေအဲကျွန်တော်တို့အထိုက်လျောက်ရရှိလာနိုင်မှာဆိုတော့ဟိုကိုသူများကိုချီးကြတဲ့ငွေပဲဖြစ်ဖြစ်လုပ်ငန်းရရှိတဲ့ငွေပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုကိုရစရာရှိဖို့ရဖို့အတွက်ကြံရှိနေတဲ့ငွေတွေဒီလိုကာလမျိုးမှာ အပြည့်ဝမဟုတ်ရင်တော့မပေါ့နော်အတိုင်းအတာတစ်ခုဒီပြန်လဲပြီးတော့ရရှိလာနိုင်တဲ့အချိန်ဒီအပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးဟောကြားပေးခြင်းနဲ့ငွေကြေးကိစ္စမှာတော့တိတ်ကြီးကြီးမားမားကြီးထိခိုက်တာဆုံးရှုံးတာမျိုးမရှိဘူးဝင်ငွေထွက်ငွေမြတ်တာမှုတော့တွတ်သူရှိနေတတ်တယ်အာဘာထူးခြားနေလဲလို့ပြောမယ်ဆိုရင်ရရရှိတဲ့ငွေကြေးတွေအထိုက်လျောက်ပြန်ရမယ်ဆိုတဲ့ထူးခြားမှုတစ်ခုရတော့ငွေကြေးကိစ္စတွေမှာကျွန်တော်သွားပြီးတော့တွေးရှိနေရပါတယ်နောက်တစ်ခုကတော့ကျမကြီးကိစ္စအရင်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ဥကောင်း ကိုက်ခဲတာမျိုးတွေဥမာကောင်းထုတ်ကောင်းကိုက်ငယ်ယူเนาะဥကောင်းနဲ့ပတ်သက်ပြီးတော့အနာကျင်မှုကိုက်ခဲမှုတွေဖြစ်ပေါ်တတ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဥမာသွေးတိုးရှိနေတဲ့လူတွေသွေးကြယောဂရှိနေတဲ့လူတွေပုံမှန်ပြီးတော့ဒီလိုကာလမျိုးမှာယူဆိုင်စေခြင်းနဲ့နောက်တစ်ခုကဥကောင်းထိကိုက်ခံရရတာမျိုးတွေထိမိရှာမိတာမျိုးတွေကျွန်တော်တို့ကြုံတွေ့လာရတတ်ပါတယ်။ဒီအပိုင်းလေးကိုတော့နည်းနည်းလေးယူဆိုင်ဖို့အတွက်လောပါလိမ့်မယ်။နောက်တစ်ခုကတော့တနင်္ဂနွေသားသမီးတွေရဲ့အခြေအကျိစ္စအရင်းနဲ့ပတ်သက်ပြီးတော့ဟောကြားပေးချင်ပါတယ်။အစင်မပြေတာတွေပြန်လည်ပြီးတော့ အစဉ်ပြေလာတဲ့အချိန်ဒီပိုင်းခြားတစ်ခုကိုအပြုံးကူးပြောင်းလာပါမယ်။ရံဖြစ်ထားတယ်၊စကားများထားတယ်၊ချစ်သူနဲ့စကားမပြောဖြစ်ဘူး၊စိတ်ကောက်နေတဲ့လူကြီးပြန်လဲပြီးတော့အစဉ်ပြေလာနိုင်တဲ့အချိန်ဒီပိုင်းခြားတစ်ခုကိုဖော်ပြထားပါဗျ။ဒါကြောင့်မို့ဒီလိုကာလမျိုးမှာအခြေအကိစ္စမှာရံဖြစ်တယ်၊စကားများတယ်ဆိုလို့ရှိရင်ပြန်လဲပြီးတော့အစဉ်ပြေလာနိုင်မှုအတွက်အခွင့်အလမ်းကောင်းတွေများစွာတွေ့ကြုံရမယ်၊ခံစားရမယ်ဆိုတဲ့အပိုင်းခြားမျိုးကိုဖော်ပြနေပါတယ်။ဒါကြောင့်မို့အခြေအကိစ္စထိုင်လျောက်ကံကောင်းတယ်လို့ပဲသုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။နောက်တစ်ခုကတော့ တွေ့ကြုံလာမယ့်အိမ်တော်ကြီးကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ကွန်ပျူတာစုနဲ့အတူခရီးသွားရတာမျိုးတွေအာဘုရားမူခရီးပဲဖြစ်ဖြစ်ပေါ့ဗျာ။အလုံးနဲ့ပတ်သက်ပြီးသွားတာပဲဖြစ်ဖြစ်ပေါ့နော်။ဒီလိုခရီးထွက်ရတာမျိုးတွေတွေ့ကြုံလာတတ်တယ်။နောက်တစ်ခါကိုယ့်ရဲ့မိသားစုကိုမလိုလားအပ်တဲ့လူတွေရဲ့တိုက်ခိုက်ခြင်းဝေဖန်ခြင်းပြောဆိုခြင်းအဲတွေ့ကြုံလာတတ်တယ်ပေါ့နော်။ဥပမာဘေးပတ်ဝန်းကျင်ပဲဖြစ်ကိုယ့်ဆွေမျိုးသားချင်းရဖြစ်ကိုယ့်မိတ်ဆွေအဖုံးတရားပဲဖြစ်ဖြစ်ကိုရဲ့မိသားစုပေါ်ကိုအနာလိုတာမျိုးတွေတပုတ်လေးတွင်ပြောဆိုတာမျိုးတွေစသဖြင့်ဒီလိုအတင်းပြင်းစကားတွေပြန်လဲပြီးတော့ကြားတတ်ပါတယ် မိတ်ဆွေဒေါရဖြစ်ပြီးတော့သူသူတို့သွားပြီးတော့ရံမလို့ပါနဲ့ကိုယ့်ဘက်ကဒေါရဖြစ်ပြီးပြန်ပြောတယ်ဆိုလေအဲ့ကိစ္စပြီးနိုင်ပြီးမှာမဟုတ်တော့ဘူးဒါပေမဲ့သူတို့ရဲ့ပြောဆိုမှုကကိုယ့်တက်ဘာမှထိခိုက်တာမဟုတ်တဲ့အတွက်ကြောင့်မလို့တိတ်အရင်အဲ့ဒီအပေါ်ကိုဒေါရမထွက်နိုင်လို့မှချင်ပါတယ်နောက်တစ်ချက်ကတော့တွေ့ကြုံလာမဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီလိုကာလမျိုးမှာအထက်လူကြီးတွေနဲ့အထင်မြင်လွဲမှားမှုတွေတွေ့ကြုံလာတတ်တယ် ဆိုတော့လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်အထိုက်ရောက်တော့စင်ပြေတယ်ဒါပေမဲ့လူကြီးနဲ့ပတ်သက်ဆက်ဆံတဲ့အခါမှာကိုကတော့တဘောယိုယိုသားသားနဲ့ပြောလိုက်တာပဲတဘောယိုယိုသားသားနဲ့လှုပ်လိုက်တာပဲဒါပေမဲ့ကိုရဲ့အထက်လူကြီးကကိုပြောတာတွေကိုလှုပ်တာတွေကိုတမျိုးမြင်ပြီးတော့ကိုပေါ်အမြင်ဆောင်တာတွေနားလည်မှုကွဲလွဲတာတွေဒီလိုကာလမျိုးတွေမှာတွေးချုံလာတတ်ပါတယ်ဒါကြောင့်လို့ဝန်ထမ်းတွေကဒီကာလမှာကိုအထက်လူကြီးကြီးကိုအုပ်ချုပ်နေတဲ့ management team တွေနဲ့အလုံးလုံးတော့မယ်ဆိုရင်တေးသေးချာချာဂါဂနနာ ရှင်းပြအလင်းပြပြီးတော့မှပြုတ်လောက်ပါ ပီပီယောကွာဆိုတဲ့ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တော့ဒီအထက်လူကြီးနဲ့ကိုရင်းနဲ့ဂျားထဲမှာဒါဟာသာတဲမှုအားနေတာလေတွေးကြုံလာရနိုင်ပါတယ်။နောက်တစ်ခုကတော့တွေးကြုံလာမယ့်ကျွန်တော်ရဲ့ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်။ဒီလိုကာလမျိုးမှာအတန်းပညာရေးချင်းထက်အတတ်ပညာအသိပညာနဲ့ပတ်သက်ပြီးတော့စီးပူးလေ့လာမယ့်လူတွေအတွက်က ဆိုရင်ခဏကျွန်တော်ဟိုဟာပြောနေနေကျွန်တော်ရဲ့ဗီဒီယို Viber ဖုန်းခေါ်လိုက်လို့နည်းနည်းလေးအတန်အထင်ကဖြစ်သွားတာရှိနေတော့နားလည်ပြပါခွင့်လို့ပြပါဘောเนาะအဲ့တော့ခဏပြောလို့ပေါ့နော်အသိပညာအသက်ပညာနဲ့ပတ်သက်ပြီးတော့စီဘူးလေးတာတဲ့လူတွေအတွက်အခွင့်အလမ်းကောင်းတွေအများကြီးရရှိရဲတမင်ဝမ်းကြောင်းပညာရည်နဲ့ပတ်သက်ပြီးတင်ကြမယ်ဆိုရင်ပို့အားကောင်းတယ်အသက်ပညာရည်ချင်းရည်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းသွားအိုင်းနေတယ်ပြရတယ်ဒါတော့ပညာရည်နဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်နောက်ချက်ကတော့နိုင်ငံခြားသွားတဲ့ကိစ္စနိုင်ငံခြားကံပေါ့အားနေနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ် တော့ဘုရားအခက်ခဲတွေများစွာနဲ့ကြုံတွေ့ရတတ်တယ်အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရလာတတ်တယ်တခါလေကြရင်ကောချင်းစိတ်ကင်းမဲ့လောက်အောင်ဖြစ်ပြီးတော့တော်ပြီကွာဒီမှာပဲငါတခုလုံးရင်ကောင်းမလားဆိုတဲ့အတွေးတွေတောင်တွေးမိနေလိမ့်မယ်ဟိုတွားရင်ကောင်းမလားမတွားရင်ကောင်းမလားစဖြစ်တွေးဝေစိတ်များစွာနဲ့ဒီလိုကာလမျိုးမှာဖြတ်ကျော်နေရတတ်ပါတယ်ဒါကြောင့်လို့ကျွန်တော်ဆယ်လပိုင်းမှာနိုင်ငံသားတွားဖို့အတွက်လှုပ်ဆောင်နေတဲ့ကျွန်တော်မိတ်ဆွေတွေရှိတယ်ဆိုရင်စိတ်မတင်မကြစိတ်ဖြစ်ပေါ်နေတတ်တယ်တွားဖို့အတွက်လည်းခက်ခဲနေတဲ့ကာလတွေ ဖြစ်ပါတယ်လို့ပြောကြရင်လည်းကျွန်တော်ရဲ့တလတာတုံတက်မှုဟောကြားမှုအစီအစဉ်လေးကိုဒီမှာပဲရနာခွင့်ပြုပါတနင်္ဂနွေသားသမီးတွေလည်းကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ပါဖော်ပြချင်ပါတယ်